I met this pretty little thing outside of a store on a random Monday. Got her number and I asked her out. Man, we're going on our 10th date. Yeah. <laughs> ိုယ့်ရဲ့ညီလေးပေါ့နော်အဲကိုကိုညီလေးပေါ့ကိုရွှေမပေါ့သူ့ဘွယ်ကိုလည်းတက်ဆွဆန်ကလာတယ်ရေရရလဲချီးနေတယ်အော်ဒါဘွယ်ကြီးဝေချွတ်သွားပြီပေါ့နော်အဲကိုကိုရီကတော့တကယ်ကြီးချွတ်သွားတာပါဝေမချွတ်ပါဘူးတကယ်ကြီးမပြောတော့ပါဘူးတချို့ကလည်းကျွန်တော်ပြောမှာအဲဟိုနှစ်ယောက်တည်းတော့ပြောပြောဝင်လာခဲ့ပေါ့ကျိုးစိုးပါတယ်ကျိုးစိုးပါတယ်ပေါ့ကျိုးစိုးပါတယ်အာရွှေမပြီးတော့ဟိုပါလေအရင်လဲသဘောကောင်းတယ် တော့ကိုတို့ဟိုးဟိုလွန်ခဲ့တဲ့15နှစ်နှစ်20လောက်တည်းကဟိုတည်ပြန်ခဲ့တယ်လူတွေတော့သူတို့လုံးဝမယူတော့ထင်တာပေါ့နော်အခုတော့တကယ်ယူသွားပြီ။ဟုတ်ကဲ့ official ချပြတဲ့အချိန်မှာ surprise ဖြစ်ခဲ့တာပေါ့။အဲ့ချိန်ကျမှသိခဲ့ရအောင်။အဲတိတော့ရေးမိနေတော့ရှိတယ်။ရှိတယ်။ ဘသူနဲ့မှမသိပါနဲ့ခုဒီနေ့ဒီချိန်မှစပြီးတော့နှစ်ပေါင်းများစွာအဲရုံးမြေကြလက်တွဲနိုင်ကြပါစေလို့တရားနဲ့တရားနားလည်မှုရှိရှိသစ္စာရှိရှိနဲ့အဲပေါင်းဖက်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်အဲသူတလတလပဲရှိတယ်လေတလပဲရှိဟမ်တလတလခလင်းပွဲပြီးတာတလပဲတလဆိုဟိုခင်ခင်မင်းရင်းနေနေကြဆိုအဲ့လေအမတက်ဖြစ်တာပါยีเนี่ยบ่ไอ้หลุเปียวตําหนังมันไม่ได้หรอกตู้ละแท้ย่าล่ะเว้ยเลย သူပြီးတော့ထိုင်နေရတာသူပြီးတော့ထိုင်ရတယ်တဲ့အဲပြောင်းလဲရတော့ဟိုပါပေါ့အရင်သမီးအကြီးလေးတုန်းကကြတော့အမအတွေ့ကြုံတာမရှိသေးဘူးဆိုတော့အခုကတော့ဒါအရင်မစိမ့်တော့မစိမ့်ပေမဲ့အကြီးလေးတုန်းကတော့အမပင်ပန်းသိမ့်မခံနိုင်တော့ဟိုလိုမျိုးအခုလည်းဆရာမလေးနဲ့တွဲပြီးထားရပေါ့နော်အဲ့လိုဟိုကိုကိုခန္ဓာကိုယ်မှာပြောင်းလဲလာလို့အရင်အရင်တော့မခံနိုင်ဘူးပင်ပန်းမခံနိုင်တော့သုံးနှစ်ရှိပြီလို့အကြီးလေးကအဲ့ဒါ ဖြစ်ပါတယ်ဒါနေဟိုတော်ယုံတိုင်ယုံပြောင်းလဲမတို့ဆိုတာနည်းနည်းဝိတ်တက်တက်တဲ့ခန္ဓာကိုအချိုးစားထဲမှာပါတယ်ဆိုတော့ပိုးပြီးဟိုဖြစ်ပါတယ်တချို့ဆိုမွေးပြီးတာနဲ့ပိပိလေးငကိုတိုင်းလေးပဲဖြစ်ကြတယ်အဲထိန်းသိမ်းတဲ့လောက်တော့ထိန်းရမှာပေါ့နော်ကိုကကိုဒါပိုက်စီးတာတော့အမြင်ပုံမှန်အစီဖြစ်ပါတယ်အဲ့လောက်ပါပဲဟာပြန်ငယ်တော့တမီးတွေနဲ့မှာအဲ ပြန်တူပြန်လှတော့မယ်လို့ကလေးမူကြီးကျင်းတာပထမဆုံးပွဲတက်ပေါ်မှာဟုတ်ပါတယ်ဟုတ်3ရက်နဲ့3ရက်နဲ့တူပွဲတက်လို့ရတယ်ဒီနာလူတွေကသိအောင်လားအဲဘိုင်းဘိုင်းနာတော့လေအဲ့လိုအရင်ကအဲ့အကြောင်ပြောတာတမိအကြီးလေးတော့အမှနည်းနည်းခံနိုင်ရရှိရအခုကြောက်ဘိုက်ကပိုးနာတယ်အဲ့လိုချုပ်ရိုးပညာလည်းပိုးနာတယ်လို့ခံစားရတယ်အဲ့လိုဆိုအဲ့လိုလဲနေရမကြိုက်ဘူးလေနော်အဲ့နည်းနည်းစိတ်ပြေလက်ပြောက်ဆိုပွဲလေးပါလေးလိုက်ဖြစ်တာပါအဲ့ကြောင် အဲဒီနေ့ပွဲကတော့ဒါကိုယ်ကိုယ့်ရဲ့ကိုယ့်ရဲ့ညီလေးပေါ့နော်အဲကိုကိုယ့်ရဲ့ညီလေးပေါ့ကိုရွှေမပေါ့သူ့ပွဲကိုလည်းတက်ဆွဆန်ကလာတယ်ရေရလဲကြီးနေတယ်အော်ဒါဒူဘီဝွေးချွတ်သွားပြီပေါ့နော်အဲကိုကိုရီးယားတော့ဒူဘီချွတ်သွားတာပါဝွေးမချွတ်ပါဘူးဒူဘီချွတ်မပြောတော့ပါဘူးတချို့ကလည်းပြောတော့ပြမလားအဲဟိုနှစ်ယောက်တည်းတော့ပြောပြချွတ်သွားတယ်ချွတ်သွားတယ်ပေါ့ချွတ်သွားတယ် ရွှေမန်းကပြီးတော့ဟာလေအရန်လဲသဘောကောင်းတယ်။အဲကိုတို့ဟိုးဟိုးလွန်ခဲ့တဲ့15နှစ်နှစ်20လောက်တည်းကဟိုခင်တည်ပြန်ခဲ့တဲ့လူတွေ။အတူလုံးဝမယူတော့ထင်တာပေါ့နော်။အခုတော့တကယ်ယူသွားပြီ။ဟုတ်ကဲ့ဖြစ်ရှယ်ချပြတဲ့အချိန်မှာ surprise ဖြစ်ခဲ့တာပေါ့။အဲ့ချိန်ကျမှတည်ခဲ့ရအောင်။အဲတည်တော့ရိပ်မိနေတော့ရှိတယ်။ရှိတယ်။ ဘသူနဲ့မှမသိပါနဲ့ကိုဒီနေ့ဒီချိန်မှစပြီးတော့နှစ်ပေါင်းများစွာအဲရုံးမြေကြလက်တွဲနိုင်ကြပါစေလို့တောင်းတဲ့တောင်းနားလည်မှုရှိရှိသစ္စာရှိရှိနဲ့အဲပေါင်းဖက်နိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါ